ဒီအိမ်မှာနေရင်ဒီရင်ရပေးတဲ့နာမည်ပဲမခံယူရမယ်ဒီအိမ်မှာနေရင်မင်းကမိမိမဟုတ်ဘူးဂန်းကော်ဖြစ်နေပဲကိုကိုကိုနန်းစားတော့မိဂန်းကော်ဖြစ်နေပဲလှုပ်လှုပ်ရမယ် သမားကောင်းပါလေးတယောက်ပါပဲမင်္ဂလာပါကွယ်မင်းကဓာတ်ပုံထဲရထက်အပြင်မှာရုပ်ကလေးကပူတောင်းမှာတတ်နေသေးတာပဲဥလုံတို့အေဂျင်စီကနေတေချာတင်နှန်းတက်လာတာဆိုတော့ဒီအိမ်ကြီးမှာနေထိုင်ရမယ့်စီမင်းစည်းကမ်းတွေကိုနားလိုက်ပြီးသားထင်ပါတယ်အဲ့တော့ စီကားလိုက်နာပြီးတေချာလုပ်လုပ်နိုင်ပါမလားဟုတ်လုပ်နိုင်ပါတယ်တို့အိမ်ကတော့စီကံကြီးတယ်အားလုံးကလည်းစနစ်တကျအလုပ်လုပ်ရတယ်ပေးထားတဲ့လစာများတော့ငွေမဲ့ယုံနဲ့ရောက်လာပြီးမလုံနိုင်ပဲပြန်ထွက်သွားကြမယ်ဆိုရင်ငါတို့လည်းတင် जा ပြူထောင်ပေးရတာအဆင်မပြေဘူးအဲ့တော့တေချာအလုပ်လုပ်နိုင်တယ်ဆိုမှငါတို့စီမအလုပ်လုပ်ပါအခုချိန်မှာစဉ်းစားချိန်ရသေးရဲ့နော် မစစ်စားတော့ပါဘူးရှင်အလုတ်ကိုကောက်ကောက်မမုံနဲ့ကျူးစစားလုပ်ပါမယ်ဒီအင်ကြီးရဲ့တစ္ဆာခန့်အလုတ်သမားခေါင်းတယောက်ဖြစ်အောင်ကျူးစားသွားပါမယ်ရှင်ဒေါက်တာဆာမိုင်းသားလို့သမားတက်လားဟုတ်ကဲ့မိုင်းခန်းကုန်နေရာအတွက်ရောက်လာတာပါ အခုပဲအင်တာဗျူးနေတာရုပ်ကလေးရတော့မစိုးပါဘူး ဒီမှာနေရင်ဒီရဲ့စီမင်းစည်းကမ်းတွေကိုတေချာပြတ်ပြထားလိုက်။သဘောတူပြီဆိုတော့မှစာချုပ်ချုပ်။ဩဖုံးချက်တွေတင်ပြီးတော့မှဒီရဲ့ကိစ္စတွေကိုခိုင်းနော်။ဟုတ်ကဲ့စိတ်ချပါမှာဒီကျွန်မတေချာစစ်စင်ထားလိုက်ပါမယ်။မင်းနာမည်ဘယ်လိုခေါ်လဲ။ဟုတ်မိမိပါရှင်။မင်းမမင်းဘယ်လိုနာမည်ပဲဖြစ်ဖြစ်ဒီအိမ်မှာနေရင်ဒီရင်ကပေးတဲ့နာမည်ပဲမင်းခံယူရမယ်။ဒီအိမ်မှာနေရင်မင်းကမိမိမဟုတ်ဘူး။ ဂန်းကော်ဖြစ်နေပဲကိုကိုကိုနန်းစားတော့မိဂန်းကော်ဖြစ်နေပဲလှုပ်လှုပ်ရမယ်ကြားလားဟုတ်ကဲ့ရှင်ဟုတ်ဒါဒီမှာရှိတဲ့ပန်ကလေးတွေအားလုံးလိုက်နာရမယ်စီမင်းစီကံမယ်တဒစကျွန်မကုမ္ပဏီသွားလိုက်အောင်ကျန်တာဆက်ပြောထားလိုက်အော်ဘုန်းအောင်ကြည့်ထားလိုက် ားလုံးပဲမင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့ကဥက္ကဋ္ဌကြီးနဲ့ MD အတွက်ကိုအရင်ပဲစစ်ဘူးနေရတာပါအခုလိုမျိုးအလုပ်ကို ပြန်လာနိုင်တဲ့အတွက်ကိုလည်းကျွန်တော်တို့ကအထူးပဲစိတ်ချမ်းသာပါတယ်ဥက္ကဋ္ဌကြီးရဲ့သမီးနဲ့ MD ရဲ့ခင်မွန်ဆုံးသွားသွားတာကိုလည်းကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရပါတယ် ခုရရောကျမကြီးအဆင်ပြေရဲ့လားကျမလည်းအားတင်းပြီလားရတာပေါ့ဒီနေ့မီတင်ကိုကျမကိုရင်တက်ရောက်ရတဲ့အကြောင်းကတော့ကျမ officially announcement လေးလုပ်ချင်လို့ပါကျမတို့သမီးလေး snow ဘလို့မှမျောလင့်မထားဘူးပေါ့နော်သူကွယ်လွန်သွားခဲ့ပြီသူလှုပ်ဆောင်လက်စာလုပ်ငန်းတွေအတွက်တမီးလေးစနိုးဆုံးသွားပြီမယ်လုပ်ငန်းလေပတ်မှုအရာရက်တက်လို့မရဘူးလေအဲ့ဒီအတွက်ကျမဒီလုပ်ငန်းစုကြီးရဲ့ chairman တယောက်အနေနဲ့ သမီးလေးစနိုးအချင်းတို့တွင်မှာအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ Snow Project တွေကိုအောင်မြင်ပြီးစီးတဲ့အထိဆက်လက်လှုပ်ကင်သွားပါမယ်။အဲ့လိုဆက်သွားမယ့်အချိန်မှာဆက်ပြီးတော့ထပ်ပြီးတော့တာဝန်ယူရမယ့်သူကတော့ လိုအပ်လာတာပေါ့နော်ကျမတို့က MD မမစင်တို့ထူထောင်ခဲ့တဲ့အရာတွေကိုဆက်လက်တောင်းဝင်မဲ့သူကဥက္ကဋ္ဌကြီးရဲ့တာသမီတွေတဲကဘယ်သူကိုအများလက်ဆင့်ခံပေးမလဲဆိုတာကိုတော့သိချင်ပါတယ်ရှင်ဒီမှာရှိနေကြတဲ့ကျမတာသမီတွေကတမီးလေးစင်တို့တဲ့ကြီးတဲ့သူတွေပါဒါကြောင့်မလို့လက်ဆင့်ခံနေဆိုရင်အတုံးလုံးကျမမတုံးလုံးတော့ပါဘူးဒီ Snow Project ကိုဘယ်သူကိုတာဝန်ပေးရမလဲဆိုတာကျမအများကြီးစဉ်းစားခဲ့ပါတယ် တယောက်တစ်မျိုးစီတော်နေကြတဲ့ကျမသားသမီးတွေတဲကမှဒီ snow project ကိုတာဝန်ယူပေးဖို့စာနီတာဝဒီ snow project တွေအားလုံးတာဝန်လွှဲအပ်ကြအောင်အားလုံးရှိမှာကျင်ညာပါတယ် ကိုဇာနီလိုထက်မြက်ပြီးအရေးချမ်းရှိတဲ့လူတော်တယောက်ကဆက်လက်ပြီးတာဝန်ယူမယ်ဆိုတော့ကျွန်တော်တို့အားလုံးကတော့ဝဲကမ်းပေါ့ဗျာမစနိုးမစုံငင်ကမစနိုးနဲ့အတူတူကိုဇာနီနဲ့မဆန်နီတို့အတူတူဆောင်ရွက်ခဲ့တာဆိုတော့အကောင်းဆုံးဖြစ်မှာပါမေကျွန်တော်ယုံကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုချိန်ကစပြီး Snow Project ကိုကျွန်တော်အားလုံးအကောင်းဆုံးဖြစ်အောင် အောင်ယူဆောင်ရပေးပါမယ်။စနိုးဖြစ်စေခြင်းတဲ့အတိုင်း international quality control နဲ့ညီအောင်အားလုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်လို့ကျွန်တော်အားလုံးရှိမှကတိပေးပါတယ်ခင်ဗျာ။ ွဲရတော့ဖြစ်တော့မယ်ထင်တယ်။ဘာဖြစ်ကြမှာလဲ။မရှာမရှိပါနဲ့။